အားလုံးပဲမင်္ဂလာပါရှင် Revory by Monis Channel မှာကြိုဆိုလိုက်ပါတယ်ကက်စပါဇော်ရဲ့လူမကြိုက်တာခံရတဲ့တတိဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာ ဖြစ်ပါတယ်ရှင်လူမကြိုက်တာခံရတဲ့တတိအပိုင်းခုနှစ်အငုံစိတ်ဆိုတာစင်ကြေတစ်ခုပါဒါပေမဲ့နိုင်ကြတယ်ဆိုတဲ့ခံစားချက်ဟာတကယ်ပဲလူလူချင်းဆက်ဆံရေးနဲ့ဆိုင်တဲ့ပြဿနာလို့ခမည်းတေချာပေါက်ပြောနိုင်ပါမလား ူမှုဆက်ဆံရေးရအောင်မြင်တယ်လို့သတ်မှတ်ခံရတဲ့သူတခြားသူတွေနဲ့ဆက်ဆံရေးမှာအဆင်ပြေချောမွေ့နေတဲ့သူတွေတောင်မှနိုင်ကြတယ်ဆိုတဲ့ခံစားချက်တချို့ရှိနေနိုင်သေးတာပဲမဟုတ်လားအင်မတန်ချမ်းသာကြွယ်ဝတဲ့စီးပွားရေးသမားတယောက်အခြားသူတွေမနာလိုရလောက်အောင် အပြစ်အနာစာကင်းကင်းနဲ့ချောမောလှပတဲ့သူတယောက်အိုလံပစ်အားကစားပြိုင်ပွဲမှာရွှေတံဆိပ်ရရှိတဲ့သူတယောက်တောင်မှနိုင်ကြတယ်ဆိုတဲ့ခံစားချက်မျိုးပေါ်လာနိုင်သေးတာပဲမဟုတ်ဘူးလား ဆိုတော့ကျွန်တော်ကတော့အဲ့ဒါလိုစဉ်းစားတယ်အဲ့ဒီကိစ္စကိုကျွန်တော်ဘယ်လိုမှတ်ယူသင့်တယ်လဲအဲ့ဒီနိုင်ကြတယ်ဆိုတဲ့ခံစားချက်ဟာလူတိုင်းမှာရှိတဲ့အရာတစ်ခုလို့အဲ့ဒလာကအတိမတ်ပြုခဲ့ပါတယ်သူတို့ကိုသူတို့နိုင်ကြတယ်လို့ခံစားနေရခြင်းမှာစိုးရတာဘာမှမရှိပါဘူးဒါဖြင့်လူတွေကအဲ့ဒီအရာတွေကိုဘာဖြစ်လို့ပထမနေရာမှာထားထားရတာလဲဒါကိုအစီအစဉ်တစ်ခုနဲ့နားလည်ဖို့လူကောင်းလိုလိမ့်မယ် ။ဦးဆုံးအနေနဲ့လူတွေဟာဒီလောကထဲကိုကူကယ်ရမဲ့တဲ့တက်ရှိတူအနေနဲ့ဝင်ရောက်လာခဲ့ကြတယ်။ပြီးတော့လူတွေဟာဒီကူကယ်ရမဲ့အခြေအနေကနေလွတ်မြောက်လို့တဲ့လူတိုင်းအလိုဆန္ဒရှိကြတယ်။အဲ့ဒလာကအဲ့ဒါကို ကြီးမြတ်မှုကိုလှမ်းဆွတ်ခြင်းလို့ခေါ်တယ်။ကြီးမြတ်မှုကိုလှမ်းဆွတ်ခြင်းဟုတ်လား။ဒါကိုမင်းရိုးရိုးလေးနားလည်ခြင်းရင်တော့တိုးတက်ဖို့အတွက်မျှော်လင့်ခြင်းဒါမှမဟုတ် ဆန်ပြူထိုက်ဆုံးအခြေအနေကိုလှမ်းဆွခြင်းလို့နားလည်လို့ရပါတယ်။ဥမာအားဖြင့်လေးဘက်ထောက်သွားနေတဲ့ကလေးဟာသူ့ခြေထောက်ပေါ်မှာခိုင်ခိုင်မြဲမြဲရပ်တည်နိုင်မှုရာတင်ယူတယ်။သူ့မှာတိုးတက်ဖွံ့ဖြိုးဖို့ရာအတွက်ဘာသာစကားတွေကိုတင်ယူခြင်းနဲ့လူတိုင်းလိုရှိတဲ့ဆန္ဒရှိတယ်။ပြီးတော့လူသမိုင်းကြောင်းတစ်လျှောက်မှာတိုးတက်လာခဲ့တဲ့သိပ္ပံပညာရဲ့ဆိုင်ရာတိုးတက်မှုတွေဟာဒီကြီးမြင့်မှုကိုလှမ်းဆွခြင်းဆိုတဲ့စိတ်ဆန္ဒကြောင့်ပဲဖြစ်တယ်။ကောင်းပြီဆက်ပါဦး ဲ့ဒါရဲ့တွဲဘက်ကနိုင်ကြတယ်ဆိုတဲ့ခံစားချက်ပဲဖြစ်တယ်လူတိုင်းဟာဒီတိုးတက်ဖို့အလိုရှိခြင်းရဲ့အခြေအနေမှာရှိနေကြတယ်အဲ့ဒါကကြီးမြင့်မှုကိုလှမ်းဆွတ်ခြင်းပါပဲလူတယောက်ဟာအမျိုးမျိုးသောအတွေ့အမြင်တွေဒါမှမဟုတ်ရည်ရွယ်ချက်တွေကိုဥမော်ရှာဖွေကြတယ်ပြီးတော့အဲ့ဒါတွေစီကိုဥတီပြီးရှောက်လန်းကြတယ်ဒါပေမဲ့သူစံပြုတ်ထားတဲ့အခြေအနေထားကိုမရောက်နိုင်တဲ့အခါမှာသူဟာနိုင်ကြတယ်ဆိုတဲ့ခံစားချက်လေးရလာတယ်ဥပမာအားဖြင့် စပိုမှုတယောက်ဟာပိုပြီးစိတ်ကူးရင်စိတ်ကူးညံကွန်မြူနိုင်လေလေနဲ့ပိုအောင်မြင်မှုရလေလေဖြစ်လာတဲ့အခါမှာအမြဲတမ်းပဲနှိမ့်ကြတယ်ဆိုတဲ့ခံစားချက်တွေ ဖွဲ့တည်လာပြီးသူ့ကိုယ်သူဒီလို အမြဲပြောမိနေတဲ့တဲ့ငါမတော်သေးဘူးဒါမှမဟုတ်ငါရဲ့အချက်ပြုတ်စွမ်းရည်ဟာနောက်တစ်ဆင့်ကိုမြင့်တက်လာဖို့လိုသေးတယ်စသဖြင့်ပေါ့အဲ့ဒါအမှန်ပဲ ကြည်မြင့်မှုကိုလှမ်းဆွတ်ခြင်းနဲ့နှိမ့်ကြတယ်ဆိုတဲ့စိတ်ထားဟာယောဂါတွေမဟုတ်ကြဘဲပုံမှန်အနေထားကိုရောက်ဖို့ရာအတွက်လှုံ့ဆော်ပေးနေတဲ့အရာတွေဖြစ်တယ်လို့အက်ဒလာကပြောပါတယ်။ပုံမှန်ကျမ်းမာတဲ့တိုးတက်မှုစီကိုရောက်အောင်တွန်းအားပေးတဲ့စိတ်တွေပေါ့။အဲ့ဒါတွေကိုမှားယွင်းတဲ့နီလန်းနဲ့အသုံးမပြုဘူးဆိုရင်နှိမ့်ကြတယ်ဆိုတဲ့ခံစားချက်ဟာလည်းပဲတွန်းအားကို ဖြစ်စေပြီးတိုးတက်မှုကိုရရှိနိုင်စေပါတယ်။နှိမ့်ကြတယ်ဆိုတဲ့ခံစားချက်ဟာထောက်တိုင်တစ်မျိုးပဲပေါ့။ အမှန်ပါပဲတစုံတစ်ယောက်ဟာသူ့ရဲ့နိုင်ကြတယ်ဆိုတဲ့ခံစားချက်ကိုစွန့်လွတ်ဖို့ကြိုးစားပြီးရှေ့ဆက်ချောက်တယ်။တစုံတစ်ယောက်ကသူ့ရဲ့လက်ရှိအခြေအနေကိုဘယ်တော့မှမကျေနပ်ဘူး။အမြဲတမ်းပဲရှေ့ဆက်တိုးတက်နေခြင်းနဲ့တစုံတစ်ယောက်ကပိုပြီးပျော်ရွှင်ခြင်းနဲ့ဒီလိုမျိုးနိုင်ကြတယ်ဆိုတဲ့ခံစားချက်မျိုးဟာလုံးဝမမာယွင်းဘူး။ဒါပေမဲ့တချို့လူတွေကရှေ့ဆက်လမ်းမှုတတိပျောက်ဆုံးသွားကြတယ်။အခြေအနေတွေဟာလက်တွေ့ကြတဲ့အာထုံမှုတွေလှုပ်ခြင်းအပြင်ပြောင်းလဲလို့ရတယ်ဆိုတဲ့အချက်ကို က်မခံနိုင်မှုဖြစ်သွားကြတယ်။လူတွေဟာဘာကိုမှစ조사မကြည့်တော့ဘဲနဲ့လက်လျှော့အရှုံးပေးပြီးဒီလိုပြောတတ်ကြတယ်။ငါဟာဘလို့မှအရေးချင်းရှိမနေပါဘူး။ဒါမှမဟုတ်ငါဘလောက်조사조사အခွင့်အလမ်းမရှိတော့ပါဘူး။ကောင်းပါပြီအဲ့ဒါကအမှန်ပါပဲတန်တရားဖြစ်เสียမလိုပါဘူးတကယ်လို့နှိမ့်ကြတယ်ဆိုတော့ခံစားချက်ဟာပြင်းထန်လာရင်လူများစုဟာအဆိုးမြင်သမားဖြစ်လာပြီးငါကဘလို့မှအရေးချင်းမရှိပါဘူးလို့ပြောတတ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒါကနှိမ့်ကြတယ်ဆိုတော့ခံစားချက်ပဲလေ မဟုတ်ဘူးအဲ့ဒါကနိုင်ကြတယ်ဆိုတဲ့ခံစားချက်မဟုတ်ဘူးအဲ့ဒါကအငုံစိတ်ဆိုတဲ့ဥပါဒံတစ်ခုပဲဥပါဒံတစ်ခုဟုတ်လားအဲ့ဒါကနိုင်ကြတယ်ဆိုတဲ့ခံစားချက်ပဲလေမဟုတ်ဘူးလားတတိထားဥပါဒံ complex ဆိုတဲ့စကားကိုဒီနေ့အသုံးပြုနေကြတဲ့နီလန်းကနိုင်ကြတယ်ဆိုတဲ့ခံစားချက်နဲ့အတိတ်ပဲတူတူယောင်ယောင်ဖြစ်နေတယ်လူတွေပြောတာတွေမင်းကြားဦးမှာပေါ့ငါမျက်ခွန်တွေနဲ့ပတ်သက်ပြီးဥပါဒံဖြစ်နေတယ်ဒါမှမဟုတ် သူဟာသူ့ပညာရေးနဲ့ပတ်သက်လို့ဥပါဒံဖြစ်နေတယ်စတဲ့စကားမျိုးတွေပေါ့ဒါကဝေါ်ဟာရကိုအတော်လေးလွဲပြီးသုံးနေတယ်လို့ဖြစ်နေတယ်အခြေခံအားဖြင့်ဥပါဒံဆိုတာကရှုပ်ထွေးတဲ့ခံစားချက်နဲ့အတွေးအမြင်စုဖွဲ့မှုတွေကိုဖြစ်စေတဲ့ပုံမှန်မဟုတ်တဲ့စိတ်အခြေအနေတစ်ခုကိုခေါ်တာဖြစ်တယ်အဲ့ဒါကနိုင်ကြတယ်ဆိုတဲ့ခံစားချက်နဲ့ဘာမှမပတ်သက်ဘူးဥပမာအားဖြင့် fright ပြောခဲ့တဲ့ itipat ဥပါဒံဆိုတာရှိတယ် ကလေးငယ်တယောက်ရဲ့လိမ်မတူတဲ့မိဘတူအပေါ်မှာပုံမှန်မဟုတ်တဲ့ဆွဲလန်းစိတ်ဖြစ်နေတာကိုရည်ညွှန်းတဲ့နေရာမှာသုံးတဲ့ဟွာတာတခုပဲဟုတ်တယ်မိခင်ဥပါဒံဖခင်ဥပါဒံတွေနဲ့ပတ်သက်လာရင် ပုံမှန်မဟုတ်တဲ့ခံစားချက်တွေဟာအထူးသဖြင့်ပြင်းထန်လာလိမ့်ရှိတယ်အဲအားကြောင့်နိုင်ကြတယ်ဆိုတဲ့ခံစားချက်နဲ့အငုံစိတ်ဆိုတဲ့ဥပါဒံကိုရောထွေးမပစ်လိုက်မိဖို့လိုတယ်သူတို့ကိုမတူညီတဲ့သဘောတရားတွေအဖြစ်ခွဲခြားနားလည်ရမယ် တိတိကျကျပြောရရင်တို့နှစ်ခုကဘလို့ကွဲပြားခြားနားကြသလဲနိုင်ကြတယ်ဆိုတဲ့ခံစားချက်ကိုယ်တိုင်မှာတော့ဘာမှအထွေထူးမှားယွင်းတာမရှိပါဘူးအဲ့ဒီချက်ကိုမင်းအခုနားလဲပြီဟုတ်တယ်နော်အဲ့ဒါလာပြောတဲ့အတိုင်းပဲနိုင်ကြတယ်ဆိုတဲ့ခံစားချက်ဟာရုံးကန်လှုပ်ရှားဖို့နဲ့တိုးတက်ဖွံ့ဖြိုးဖို့ရာအတွက်တွန်းအားဖြစ်စေနိုင်တယ်ဥပမာအားဖြင့်တယောက်ယောက်မှာသူ့ရဲ့ပညာရေးနဲ့ပတ်သက်လို့နိုင်ကြတယ်ဆိုတဲ့ခံစားချက်ရှိနေရင်သူကသူ့ကိုယ်သူငါကတော့ပညာကောင်းကောင်းမတတ်ဘူး ဒါကြောင့်ငါဟာတခြားသူတွေထက်ပိုကြိုးစားရမယ်လို့ပြောလိမ့်မယ်။ဒါဟာလိုလားအပ်တဲ့အရာပဲ။တခြားတစ်ဖက်မှာငုံစိမ့်ကြတော့တစုံတစ်ယောက်ဟာသူ့ရဲ့နှိမ့်ကြတယ်ဆိုတဲ့ခံစားချက်ကိုစင်ကြေတစ်ခုအဖြစ်အသုံးပြုပြီးခြေနေတစ်ခုကိုဖန်တီးပစ်လိုက်တာပဲ။ဆိုတော့တယောက်ယောက်ကသူ့ကိုယ်သူဒီလိုထင်မြင်လိမ့်မယ်။ငါကပညာကောင်းကောင်းမတတ်ဘူး။ဒါကြောင့်ငါအောင်မြင်နိုင်မှာမဟုတ်ဘူး။ဒါမှမဟုတ်ငါကရုပ်ဆိုးတယ်။ဒါကြောင့်ငါ့ကိုဘယ်သူမှလက်ထပ်မှာမဟုတ်ဘူး။လူတယောက်ဟာနေ့စဉ်ဘဝမှာ ကကြီးဆိုတဲ့အခြေအနေတစ်ခုကြောင့်ခခွေးဟာမဖြစ်နိုင်တော့ဘူးဆိုတဲ့ယုတ်တိဗေဒကိုအသုံးပြုနေပြီဆိုရင်အဲ့ဒါဟာနှိမ့်ကြတယ်ဆိုတဲ့ခံစားချက်မဟုတ်တော့ပဲအငုံစိတ်အဖြစ်ကိုရောက်သွားပြီအဲ့ဒါဟာအငုံစိတ်ဆိုတဲ့ဥပါဒံပါပဲမဟုတ်ဘူးအဲ့ဒါကတရားဝင်ခိုင်လုံတဲ့အကြောင်းကျိုးဆက်နွယ်မှုပါပဲခမရဟာပညာကောင်းကောင်းမတက်ဘူးဆိုရင်အလုတ်ရနိုင်တဲ့အခွင့်အရေးတွေကမ္ဘာလောကအတွက်လှုပ်ဆောင်ပေးမယ့်အရာတွေကိုလှုပ်ဆောင်ပေးနိုင်မှာမဟုတ်တော့ဘူးလေခမရကိုလူမှုအဆင့်တန်းလဲနှိမ့်ကြတယ်လို့သတ်မှတ်ကြလိမ့်မယ် ။အဲ့ဒါလိုအခြေအနေမှာခမည်းအောင်မြင်မှုရနိုင်မှာမဟုတ်တော့ဘူး။အဲ့ဒါဟာအစင်ကြီးတစ်ခုလုံးဝမဟုတ်ပါဘူး။အဲ့ဒါဟာခိုင်လုံတဲ့အချက်လက်တစ်ခုပဲမဟုတ်ဘူးလား။မဟုတ်ဘူး။မင်းမားနေပြီ။ဘလို့မားတာလဲ။ဘယ်နေရာမှာကျွန်တော်မှားသွားတာလဲ။တရားဝင်ခိုင်လုံတဲ့ចောင်းជូဆက်နွယ်ချက်လို့မင်းခေါ်နေတဲ့အရာကိုအဒလာကចောင်းជូဆက်နွယ်မှုရှိပုံရတဲ့အရာလို့ခေါ်တယ်။ပြောရမယ်ဆိုရင်မင်းဟာ ဘာအကြောင်းကျိုးဆက်နွယ်မှုမှမရှိတဲ့အရာပေါ်မှာအရေးပါတဲ့အကြောင်းကျိုးဆက်နွယ်မှုရှိနေတယ်လို့ကိုကိုကိုအတင်လက်ခံခိုင်းနေတယ်လို့ဖြစ်နေတယ်။တနေ့ကလူတယောက်ငါ့ကိုပြောတယ်။ကျွန်တော်အလွယ်တကူအိမ်ထောင်မပြုတ်နိုင်ရတဲ့အကြောင်းရင်းကကျွန်တော်ငယ်ငယ်တုန်းကကျွန်တော်မိဘတွေကွာရှင်းခဲ့ကြလို့ပဲဗျာတဲ့။ Fry ရဲ့အကြောင်းကြောင့်အကျိုးဖြစ်ဆိုတဲ့ရှူတောင်းကနေကြည့်မယ်ဆိုရင်အကြောင်းတရားဖြစ်တဲ့မိဘတွေရဲ့ကွာရှင်းပြက်စဲခဲမှုဟာကြီးမားတဲ့စိတ်ဓာတ်ရာကြီးတစ်ခုပေါ့။ အဲ့ဒီမှာလူတယောက်ရဲ့အိမ်ထောင်မပြုတ်နိုင်မှုနဲ့အဲ့ဒီစိတ်ဓာတ်ရာအကြားမှာရှင်းလင်းတဲ့ကြောင်းကျိုးဆက်နွယ်မှုကြီးရှိနေတယ်ပေါ့ဒါပေမဲ့အဒလာရဲ့အကျိုးအတွက်ဖန်တီးထားသောအကြောင်းရှုထောင့်အရတော့အဲ့ဒီကြောင်းကျိုးဆက်နွယ်မှုကြီးဟာကြောင်းကျိုးဆက်နွယ်မှုရှိပုံရတဲ့အရာတစ်ခုသာပဲဖြစ်တယ်။ဒါပေမဲ့အဲ့လိုဆိုလဲတကယ်လက်တွေ့ဘဝမှာကောင်းမွန်တဲ့ပညာရေးရှိခြင်းဟာလူ့ဖွဲ့စည်းတွင်းမှာပိုပြီးလွယ်လွယ်ကူကူနဲ့အောင်မြင်မှုရစေတာပဲမဟုတ်လား။ခင်ဗျားကလောကအချင်းအရာတွေနဲ့ပတ်သက်ရင်ပညာရှိလိမ့်မယ်လို့ကျွန်တော်ထင်ခဲ့မိတာ။ တကယ်ပြဿနာကလူတယောက်ဟာအရှိတရားကိုဘလို့ရင်ဆိုင်တယ်လဲဆိုတဲ့အချက်ပါပဲမင်းတွေးနေတာကငါဟာပညာရေးအခြေခံမကောင်းတဲ့အတွက်ငါမအောင်မြင်နိုင်ဘူးလို့ဆိုတဲ့ပုံစံဖြစ်နေရင်ငါမအောင်မြင်နိုင်ဘူးလို့တွေးနေတဲ့အစားမှာငါမအောင်မြင်ခြင်းဘူးလို့ကြောင်းတွေးတဲ့နေကျွန်တော်ကမအောင်မြင်ခြင်းဘူးဟုတ်လားအဲ့ဒါကဘလို့ကြောင်းကျိုးဆင်ခြင်မှုကြီးလဲဗျာရိုးရိုးလေးပါပဲရှေ့ကို ခြေတလန်းကလေးတိုးဖို့ရာကတောင်မှကြောက်ရွံ့ထိတ်လန့်စရာကြီးဖြစ်နေတယ် ပြီးတော့မင်းဟာလက်တွေ့ကြတဲ့အားထုတ်မှုကိုလည်းပဲမလုပ်ချင်ဘူးမင်းအခုခံစားနေရတဲ့တာယာကျဉ်တ်မှုလေးကိုစတေးပြီးမင်းအပြောင်းလဲတွေအများကြီးမလုပ်ချင်ဘူးဥပမာအားဖြင့်မင်းကစားကျင်တဲ့အချိန်တွေနဲ့မင်းဝါသနာပါတာလေးတွေကိုလုပ်နေရတဲ့အချိန်ကလေးတွေကိုမင်းမစတေးချင်ဘူးတနည်းပြောရရင်မင်းရဲ့ဘဝနေထိုင်မှုပုံစံကိုပြောင်းပြစ်ဖို့ရမင်းမှာတတ်တိမရှိဘူးမင်းမှာလက်ရှိအနေအထားကိုမကျေနပ်ချက်တွေကန့်သက်ချက်တွေရှိနေတာတောင်မှပဲလက်ရှိအနေအထားလေးတိုင်းရေလိုက်ငားလိုက်နေလိုက်တာကမင်းအတွက်ပိုလွယ်ကူနေရလေ ကြွားဝါပြောဆိုတတ်သူတွေမှာနိုင်ကြတယ်ဆိုတဲ့ခံစားချက်ရှိတယ်။အဲ့ဒါလို့ဟုတ်ကောင်ဟုတ်ပါလိမ့်မယ်။ဒါပေမဲ့ဒါအပြင်မင်းဟာပညာရေးမှာအငုံစိမ့်ရှိနေပြီးငါဟာပညာကောင်းကောင်းတတ်သူမဟုတ်ဘူး။ဒါကြောင့်ငါအောင်မြင်နိုင်မှာမဟုတ်ဘူးလို့တွေးထင်နေတယ်။တစ်ဖက်ကလှည့်ကြည့်ရင်လဲចောင်းကျိုးစင်ကြယ်မှုကငါပညာကောင်းကောင်းတတ်မှပဲငါတကယ်တမ်းအောင်မြင်နိုင်မှာလို့ဖြစ်နေတယ်။အင်းအမှန်ပဲ။ဒါဟာအငုံစိမ့်ရဲ့နောက်ထပ်မျက်နှာစာတစ်ခုပဲဖြစ်တယ်။ တို့ရဲ့အငုံစိတ်ကိုတို့ရဲ့စကားအပြောဆိုနဲ့စိတ်နေသဘောထားတွေမှာထင်ဟပ်ပေါ်လွင်နေစေတဲ့တို့တွေဟာအခြေအနေကကြီးဖြစ်နေတဲ့အတွက်ခခွေးဟာဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ပြောလို့ရှိကြပြီးကိစ္စရဲ့တစ်ခုဟာကကြီးဖြစ်မနေမှသာတို့ လုံနိုင်စွမ်းရှိပြီးအဲ့ဒီအရာပေါ်မှာတမိုးထားတတ်ကြတယ်လို့သွယ်ဝိုက်ညွှန်းဆိုနေတာဖြစ်တယ်အဲ့လိုအခြေအနေမဟုတ်ရင် ကျွန်တော်လည်းပဲလုံနိုင်စွမ်းရှိမှာပါပဲဟုတ်တယ် ဒလာထောက်ပြသလိုပါပဲနိုင်ကြတယ်ဆိုတဲ့ခံစားချက်အချိန်အကြာကြီးပေါ်မလာအောင်နေထိုင်ဖို့ဘယ်သူမှမစွမ်းနိုင်ပါဘူးနိုင်ကြတယ်ဆိုတဲ့ခံစားချက်ဟာလူတိုင်းမှာရှိတဲ့အရာပါဒါပေမဲ့အဲ့ဒီခံစားချက်ကြီးနဲ့ထာဝရနေထိုင်နိုင်ဖို့ဆိုတာကတော့ထိုင်နိုင်ရရှိဖို့ရာအတွက်လေးလံလွန်းလှပါတယ်။ဟမ်အဲ့ဒါကတော်လေးရှုပ်ထွေးလာပြီ။ကောင်းပြီ။တခုချင်းစီရှင်းသွားကြရအောင်။ နိုင်ကြတယ်ဆိုတဲ့ခံစားချက်ဖြစ်ပေါ်လာဖို့ခြေနေဟာလူတယောက်ရဲ့လက်ရှိအနေအထားမှာတစုံတစ်ခုရော့ပါနိုင်ကြနေတယ်ဆိုတဲ့ခံစားချက်ရှိတဲ့အခြေအနေတစ်ခု ဖြစ်မှသာဖြစ်နိုင်လိမ့်မယ်။ဆိုတော့မေကွန်းကရော့ပါနေတဲ့လူအချက်ကွက်လက်ကိုဘလို့ဖြည့်ဆည်းမလဲဆိုတဲ့မေကွန်းဖြစ်လိမ့်မယ်။ဟုတ်တယ်မဟုတ်လား။အတိအကျပဲရော့နဲ့လူအချက်ရှိနေတဲ့နေရာကိုဘလို့အစားထိုးဖြည့်တင်မလဲ။ ကောင်းမွန်မှန်ကန်တဲ့နီလန်းကတော့စူးစားအထုတ်ပြီးဖွင့်ဖြိုးတိုးတက်အောင် လုပ်ပြီးအစားထိုးဖြည့်တင်းမှုကြိုးပမ်းခြင်းပဲဥပမာအဖြစ်လေလာတင်ယူမှုတွေလုပ်တာအမြဲမပြတ်လေ့ကျင့်တင်ယူနေတာကိုလုတ်တဲ့အလုပ်မှာလုံလာရီယာထုတ်ပြီးကြိုးပမ်းဆောင်လှုပ်ဆောင်နေရမျိုးတွေပေါ့ဒါပေမဲ့အဲ့ဒါလိုကြိုးပမ်းအထုတ်ဖို့လိုအပ်တဲ့တတိမရှိသူတွေဟာအငုံစိတ်သေးကိုရောက်သွားကြတော့တာပါပဲအဲ့ဒါလိုနဲ့သူတို့ဒီလိုထက်မှန်ပြီးတွေးတောကြတော့တာပဲငါကပညာရေးအခြေခံမကောင်းဘူး ဲ့တော့ငါဟာမအောင်မြင်နိုင်ဘူးအဲ့ဒီကနေတဆင့်ငါပညာရေးအခြေခံကောင်းကောင်းရှိမှသာတကယ်တမ်းအောင်မြင်နိုင်မှာပေါ့ဆိုတဲ့စီရောက်သွားကြပြန်ရောအဲ့ဒီကနေမှတဆင့်ပညာရေးနှိမ်ပါမှုကြောင့်အခုချိန်မှာမလုံခြုံမှုကိုခံစားနေရတဲ့တကယ်ငါအစ်စ်လေးကပိုပြီးအားကောင်းလာပါလေရောမဟုတ်ဘူးအဲ့ဒါကအတိတ်ပဲမရှိဘူးခမားပြောနေတဲ့ဒုတိယချက်ကနှိမ်ကြတယ်ဆိုတဲ့ခံစားချက်ရဲ့အနှုံကိုရောက်နေပြီအဲ့ဒီပြောကမယူရဲဆန်တဲ့အပြောမျိုးပဲမဟုတ်ဘူးလား တကယ်တမ်းမှာတော့အငုံစိတ်ဟာတခြားထူးခြားတဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုစီကိုရောက်သွားနိုင်သေးတယ်။အဲ့ဒါကဘာလဲ။အဲ့ဒါကိုမင်းကောင်းကောင်းကြားပူးလိုက်မယ်လို့ငါထင်ပါတယ်။အဲ့ဒါကဘဝင်မြင့်တာပေါ့။ဘဝင်မြင့်တာဟုတ်လား။လူတစ်ယောက်ဟာပြင်းထန်အားကောင်းတဲ့နှိမ့်ကြတယ်ဆိုတဲ့ခံစားချက်ကြောင့်စိတ်ဒုက္ခခံစားနေရတယ်။ပြီးတော့ကောင်းမွန်မှန်ကန်တဲ့နီးလန်းနဲ့ကျိုးပန်းအားထုတ်ပြီးဖွင့်ဖြိုးတိုးတက်လာစေခြင်းအပြင်နှိမ်ကြနေတဲ့အရာကိုဖြစ်တင်းဖို့ရာအတွက်တတ်သိရှိမနေဘူး ဲ့လိုကကကြီးဆိုတဲ့အခြေအနေဖြစ်နေတာကြောင့်ခခွေးဆိုတဲ့အခြေအနေဖြစ်မလာနိုင်ဘူးဆိုတော့နိုင်ကြတယ်ဆိုတော့ခံစားချက်ကြောင့်ပေါ်ပေါက်လာတဲ့တွေးခေါ်ပုံမျိုးလဲသိမခံနိုင်ဘူးသူဟာစွမ်းဆောင်ရည်နှိမ်ပါသူဖြစ်တယ်ဆိုတဲ့အချက်ကိုလည်းလက်မခံနိုင်ဘူးဖြစ်နေတယ်။အဲ့လိုအခြေအနေမျိုးမှာသူဟာနှိမ်ပါနေတဲ့လိုအပ်ချက်ကိုအခြားသောနီလန်တစ်ခုခုပုံမလွယ်ကူတဲ့နီလန်တစ်ခုခုကိုရှာဖွေပြီးဖြည့်တင်းမှုလုပ်တော့တာပါပဲ။အဲ့ဒါကဘလို့နီလန်မျိုးဖြစ်မလဲ။အဲ့ဒါကတော့ လူတစ်ယောက်ကသူဟာကြီးမြတ်သူတစ်ယောက်ဖြစ်နေတယ်လို့ပြုမှုလှုပ်ဆောင်ပြီးလှုပ်ကြံဖန်တီးထားတဲ့ကြီးမြတ်တယ်ဆိုတဲ့ခံစားချက်ပေါ်မှာအရသာတွေ့မှုလျော်သွားတော့တာပါပဲလှုပ်ကြံဖန်တီးထားတဲ့ကြီးမြတ်တယ်ဆိုတဲ့ခံစားချက်ဟုတ်လားယင်းဒီကြွယ်ဝမှုရှိတဲ့ဥပမာတစ်ခုကတော့အခွင့်အာဏာအံ့နက်ခြင်းပါပဲအဲ့ဒါကဘာအဓိပ္ပာယ်လဲအစွမ်းစားရှိတဲ့လူတစ်ယောက်ပြောရရင်မင်းရဲ့အတန်းကောင်းဆောင်တယောက်ယောက်ကဆလို့ကြော်ကြတဲ့ဘသူမဆိုဖြစ်နိုင်တဲ့ ူနဲ့ရင်းနှီးကျွမ်းဝင်ခင်မင်နေတရားအောင်လှုပ်ပြတာမျိုးပေါ့အဲ့ဒါလိုလှုပ်ပြခြင်းအပြင်သူဟာလည်းထူးခြားတဲ့အထူးလူတစ်ယောက်ဖြစ်တယ်ဆိုတာအများသိအောင်လှုပ်ပြတာပေါ့ကိုတကယ်မလှုပ်ဘူးတဲ့အလုတ်အတွေ့အကြုံတွေကိုပြတာဒါမှမဟုတ်တခုသောအဝိအထေအမှတ်တစိအပေါ်အလွန်ကျွန်းတစ္ဆာခံပြတဲ့အပြုမှုမျိုးတွေဟာအခွင့်အာဏာအနှင်းခြင်းပုံစံမျိုးတွေပေါ့ပြီးတော့အဲ့ဒါတွေကဘဝင်မြင့်ခြင်းအမျိုးအစားတစ်ခုပေါ့အဲ့ဒါလိုကိစ္စတိုင်းမှာ ငါလေးဟာတကယ်တမ်းမြင့်မြတ်ပြီးထူးခြားသွားတာမဟုတ်ပါဘူးတယောက်ယောက်ကငါလေးကိုအခွင့်အာဏာရှိတဲ့အရာတွေနဲ့ချိတ်ဆက်ပြပြီးမြင့်မြတ်ထူးခြားသွားတယောင်လှုပ်လိုက်တာပါပဲတူတူတုတ်တုတ်ပြောရရင်တော့အဲ့ဒါကလှုပ်ကြံဖန်တီးထားတဲ့ကြီးမြတ်တယ်ဆိုတဲ့ခံစားချက်ပဲပေါ့အဲ့ဒါတွေပေါ့အခြေခံပြီးတော့ကြီးမြတ်တယ်ဆိုတဲ့ခံစားချက်ကြီးဖြစ်သွားတော့တာလားဒါပေါ့အဝိစာအမှတ်တရစိတ်တွေအကြောင်းတော့ငါသိမ့်မသိပါဘူး လူတွေဗဒံများတွေညတွေပါတဲ့လက်ဆွတ်တွေကိုသူတို့လက်တွေမှာဝစ်ကြတာကသူတို့ရဲ့နှိမ်ကြတယ်ဆိုတဲ့ခံစားချက်ကိုပြန်ထေဖို့ဝစ်ကြတာဖြစ်တယ်။အလှပဆိုတဲ့ခံစားချက်ကြောင့်ဝစ်ကြတာမျိုးမဟုတ်ဘူး။တနည်းပြောရရင်တော့အဲ့ဒါတွေဟာဘဝင်မြင့်မှုရဲ့အမှတ်လက္ခဏာတွေပါပဲ။အမှန်ပဲ။ဒါပေမဲ့ငှားရမ်းထားတဲ့အစွမ်းစတွေနဲ့သူတို့ကိုသူတို့ပိုကြီးမားတရားလုပ်တဲ့လူတွေဟာတခြားသူတွေရဲ့တန်မိုးတတ်မှတ်မှုစနစ်အတွင်းမှာစီးမျောနေထိုင်ကြတဲ့သူတွေဖြစ်တယ်။ သူတို့ဟာတခြားသူတွေရဲ့ဘဝထဲမှာနေထိုင်နေကြတာဖြစ်တယ်။အဲ့ဒီအချက်ကအလေးထားစဉ်းစားရမယ့်အချက်ဖြစ်တယ်။ဆိုတော့ဘဝင်မြင့်မှုပေါ့အဲ့ဒါကတော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့စိတ်ဓာတ်ပိဒါတစ်ခုပဲ။တခြားမတူညီတဲ့ဥပမာလေးတွေပြပေးပါလား။သူအောင်မြင်မှုတွေကိုကြွားဝါကျင်တဲ့လူစားမျိုးတွေရှိတယ်။တချို့လူတွေဟာသူတို့ရဲ့အတိတ်ကခန်းနာခဲမှုတွေမှာတွယ်ညှိနေတတ်ကြပြီးသူတို့အတောက်ပဆုံးလင်းလက်ခဲကြတဲ့အချိန်တွေကိုပဲတန်းတားတွေးတောပြီးနေနေကြတယ်။ ဲ့ဒါလိုလူတချို့ကိုမင်းလဲတိကောင်းတိနေပါလိမ့်မယ်။အဲ့ဒါလိုလူတွေအားလုံးကိုဘဝင်မြင့်နေတဲ့သူတွေလို့ပြောလို့ရတယ်။သူ့အောင်မြင်မှုကိုကြွားဝါခြင်းတဲ့လူစားမျိုးတွေဟုတ်လား။အင်းဟုတ်တယ်။အဲ့ဒါကမောက်မာတဲ့စိတ်နေသဘောထားပဲ။ဒါပေမဲ့ तू ကြွားနိုင်တယ်ဆိုတာက तू တကယ်ပဲသူများထက်သာလို့မဟုတ်လား။အဲ့ဒါကိုတော့လောက်ကြံဖန်တီးထားတဲ့ကြီးမြတ်တယ်ဆိုတဲ့ခံစားချက်လို့ပြောလို့မရဘူးလေ။အာဒါပေမဲ့မင်းမှားနေပြီ။ထုတ်ကြွားဖို့အတွက်လုံနေတဲ့သူတွေဟာသူတို့ကိုယ်သူတို့ယုံကြည်မှုမရှိကြဘူး။ အဒလာရှင်းရှင်းလင်းလင်းပြောထားသလိုပါပဲကြွားတတ်တဲ့သူဆိုတာနှိမ့်ကြတယ်ဆိုတဲ့ခံစားချက်ကြောင့်သာကြွားဝါကြတာပါတဲ့ကြွားဝါမှုဆိုတာနှိမ့်ကြတယ်ဆိုတဲ့ခံစားချက်ကနေပြောင်းလဲဖြစ်ပေါ်လာတဲ့အရာလို့ခမားပြောတာလားအမှန်ပါပဲတယောက်ယောက်ဟာသူ့ကိုယ်သူယုံကြည်မှုအပြည့်အဝရှိရင်ကြွားဝါဖို့လိုအပ်တယ်ဆိုတဲ့ခံစားချက်ဘလို့မှ ပေါ်မလာပါဘူးနှိမ့်ကြတယ်ဆိုတဲ့ခံစားချက်ပြင်းထန်လွမ်းလာကြောင့်သာသူတို့ကြွားဝါကြတာပါ တယောက်ယောက်ဟာသူ့ရဲ့ကြီးမြင့်မှုကိုကြွားလုံးထုတ်ဖို့လိုအပ်တယ်လို့ခံစားနေရတယ်။အဲ့ဒါလို့သာမလုပ်ခဲ့ရင်ဘယ်သူကမှငါဟာဒီလိုပုံစံဖြစ်တယ်ဆိုတာကိုလက်ခံကြမှာမဟုတ်ဘူးဆိုပြီးကြောက်ရွံ့စိတ်ရှိနေတယ်။ဒါဟာအငုံစိတ်ရဲ့ပုံစံပြေဝပဲ။ဆိုတော့တယောက်ယောက်ကဝါဟာရတွေရဲ့အနက်အဓိပ္ပာယ်ရအငုံစိတ်နဲ့ဘဝင်မြင့်ခြင်းဟာအစိုးတစ်ဖက်စီကအရာတွေလို့ထင်ရပေမဲ့လက်တွေ့မှာသူတို့နှစ်ခုကထိစပ်နေတာမျိုးလား။ဟုတ်တယ် သူတို့ဟာထင်ထင်ရှားရှားကိုပဲချိတ်ဆက်မှုရှိနေကြတယ်။အခုနောက်ဆုံးဥပမာတစ်ခုကိုငါပြောပြခြင်း ਨੇ ။ကြွားဝါခြင်းနဲ့ပတ်သက်တဲ့ဥပါဒံဥပမာတစ်ခုပေါ့။အဲ့ဒါဟာတစုံတစ်ခုသောကြီးမြတ်တယ်ဆိုတဲ့ခံစားချက်ဟာနိုင်ကြတယ်ဆိုတဲ့ခံစားချက်ကြောင့်ထင်ရှားပေါ်ပေါက်လာပြီးအားကောင်းပြင်းထန်လာတယ်ဆိုတဲ့ပုံစံတစ်ခုပဲ။တိတိကျကျပြောရမယ်ဆိုရင်အဲ့ဒါဟာကိုယ်ကံအကြောင်းမလှပမှုကို ကိုယ်တိုင်ထုတ်ကြွားနေတာပါပဲ။ကိုယ်ကံအကြောင်းမလှမှုကိုကိုယ်တိုင်ထုတ်ကြွားတယ်ဟုတ်လား။ သူ့ရဲ့ငယ်ဘဝကနေကြီးပြင်းလာမှုအကြောင်းတွေကိုကြွားဝါလိုတဲ့စိတ်နဲ့ပြောပြရတဲ့သူတယောက်ဟာအမျိုးမျိုးသောကံကြမ္မာဇိုးတွေသူ့အပေါ်မှာကြောက်ရွံ့နေတယ်ဆိုပြီးပြောလို့ရှိတယ်။တကယ်လို့တယောက်ယောက်ကသူ့တတ္တာရာရအောင်ဖေးမမယ်ပြောင်းလဲဖို့ရာအတွက်အကြံပေးမယ်ဆိုရင်သူဟာအကူအညီပေးမဲ့လက်တွေကိုငါဘလို့ခံစားနေရတယ်ဆိုတာမင်းမသိပါဘူးကွာဆိုတဲ့စကားနဲ့ညင်းပယ်လိုက်မယ်။အင်းအဲ့လိုလူတွေရှိပါတယ်ဒါပေမဲ့အဲ့လိုလူမျိုးတွေဟာ သူတို့ကြုံတွေ့ရတဲ့ကံကြမ္မာဇိုးကိုရိုးမယ်ဖွဲ့ပြီးသူတို့ကိုသူတို့တမူထူးခြားတဲ့သူတွေအဖြစ်လူတွေမြင်အောင်လှုပ်ကြလေးရှိတယ်။ပြီးတော့အဲ့ဒါလိုကံကြမ္မာဇိုးလေးတစ်ခုကြုံရတာကိုအကြောင်းပြပြီးသူတို့ကိုသူတို့တခြားသူတွေရဲ့အထက်မှာရှိနေတဲ့အောင် ဖြစ်အောင်ကြိုးပမ်းကြတယ်။ဥပမာအနေနဲ့ငါရဲ့အရက်ပုနေတာကိုကြည့်ကျင်နာတဲ့သူတွေကငါ့ကိုဒါကစိုးရိမ်စရာမရှိပါဘူးဒါမှမဟုတ်ဒီကိစ္စကလူတန်မိုးနဲ့ဘာမှမပတ်သက်ပါဘူးစတဲ့စကားမျိုးတွေပြောကြလိမ့်မယ် အခုငါကသူတို့ကိုအရက်ပူတဲ့လူတွေရဲ့ခံစားချက်ကိုခမည်းနားလဲတယ်လို့ထင်နေတာလားဆိုတဲ့စကားမျိုးပြောလိုက်ပြီးသူတို့ရဲ့အကူအညီကိုညှင်းပယ်လိုက်မယ်ဆိုရင်ဘယ်သူမှဘာမှငါ့ကိုထပ်ပြောကြတော့မှာမဟုတ်ဘူးအဲ့ဒီခါမှာငါပတ်ဝန်းကျင်မှာရှိတဲ့သူတွေဟာငါ့ကိုပောက်ကွဲဖို့အတွက်တာဆူနေတဲ့သူတယောက်ဖြစ်သတ်မှတ်ပြီးငါ့ကိုဂယူဒီဆိုင်နဲ့ကင်တွယ်ဆက်ဆံကြလိမ့်မယ်ဒါမှမဟုတ်ငါ့ကိုသတိထားပြီးဆက်ဆံကြလိမ့်မယ်လုံးဝမှန်ပါတယ် အဲ့ဒါလို့လှုပ်ခြင်းအပြင်ငါရဲ့အနေထားဟာတခြားသူတွေထက်ပိုမြင့်သွားလိမ့်မယ်။ပြီးတော့ငါဟာလည်းတမူထူးခြားတဲ့သူတစ်ယောက်ဖြစ်လာလိမ့်မယ်။သူတို့နာမကျန်းဖြစ်တဲ့အခါဒါမှမဟုတ်ထိခိုက်ဒဏ်ရာရတဲ့အခါဒါမှမဟုတ်အသေးကွဲပြီးစိတ်ဒဏ်ရာရတဲ့အခါမျိုးတွေမှာလူတွေအတော်များများဟာဒီလိုနီးလန်းကို သုံးပြီးတမူထူးခြားတဲ့သူတွေဖြစ်အောင်လုပ်လေရှိတယ်။ဆိုတော့သူတို့ဟာသူတို့ရဲ့အားနည်းချက်ကိုဖွင့်ပြပြပြီးတခြားသူတွေထက်အခွင့်အာဏာချက်ရအောင်အဲ့ဒါကိုအသုံးချနေကြတာပေါ့။ မှန်တယ်။သူတို့ဟာသူတို့ရဲ့ကံစိုးမှုကိုအသုံးပြုပြီးကောင်းကျိုးရအောင်လုပ်ကြတယ်။ပြီးတော့အဲ့ဒါကိုသုံးပြီးတခြားသူတွေကိုထိန်းချုပ်နိုင်မှုစ조사ကြတယ်။သူတို့ဘလောက်ကံအကြောင်းမလားတယ်ဆိုတာနဲ့ဘလောက်တောင်ထိခိုက်ခံစားနေရတယ်လဲဆိုတာကိုကြင်ညာခြင်းအဖြစ်သူတို့ရဲ့ဝင်းကျင်မှာရှိတဲ့သူတွေဥပမာအဖြစ်သူတို့မိသားစုငယ်ချင်းတွေသူတို့အတွက်စိုးရိမ်ပူပန်နေအောင်လုပ်ကြတယ်ပြီးတော့သူတို့တွေရဲ့ဇကားတွေနဲ့အပြုအမူတွေကိုကန့်သက်လိုက်ပြီးသူတို့ကိုထိန်းချုပ်လိုက်တယ် အစပိုင်းမှာကလေးကငါပြောခဲ့တဲ့သူ့ကိုယ်သူအခန်းထဲမှာပိတ်ပြီးနေတယ်ဆိုတဲ့သူဟာသူ့ကံစိုးမှုကို အာသာချက်တစ်ခုဖြစ်သုံးပြီးသူများတွေရဲ့အထက်မှာနေရတာကိုရတာတွေ့နေတဲ့သူပဲ။ဒါကြောင့်အဒလာကကျွန်တော်တို့ရဲ့ယဉ်ကျေးမှုဓလေ့ထုံတန်းမှာအားနည်းချက်ဟာအတော်လေးခိုင်မာပြီးစွမ်းအားပြင်းတယ်လို့ပြောခဲ့တာပဲ။ဆိုတော့အားနည်းချက်ကစွမ်းအားပြင်းတယ်လား။ အဲ့ဒလာကပြောတယ်တကယ်တမ်းမှာတော့ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းမှာဘယ်သူကစွမ်းအားအကြီးဆုံးသူလဲလို့ကျွန်တော်တို့ကိုကျွန်တော်တို့ပြန်မေးမယ်ဆိုရင်ယုတ်တိကျနာတဲ့အဖြေကကလေးလေးတွေလို့ပြောရလိမ့်မယ်ကလေးတွေကစိုးမိုးအုပ်ထိန်နေကြပြီးသူတို့ကိုဘယ်သူကမှလွှမ်းမိုးချုပ်ချယ်နိုင်စွမ်းမရှိကြဘူးကလေးတွေက လူကြီးတွေအပေါ်ကိုသူတို့ရဲ့အားနည်းချက်နဲ့စိုးမိုးနေကြတာဖြစ်တယ်သူတို့ရဲ့အားနည်းချက်ကြောင့်ပဲဘယ်သူကမှသူတို့ကိုမထိန်ချုပ်နိုင်ကြဘူးအဲ့ဒီရှူတော့ကနေကျွန်တော်တခါမှမကြည့်မြင်ခဲ့ဘူးဘူး ါပေါ့။နာကျင်ခံစားနေရတဲ့သူရဲ့စကားဖြစ်တဲ့ငါဘလို့ခံစားနေရတယ်လဲဆိုတာမင်းနားလည်မှာမဟုတ်ပါဘူးဆိုတဲ့စကားမှာအမှန်တရားဒီဂရီအနည်းငယ်တော့ပါတယ်။နာကျင်ခံစားနေရတဲ့လူတယောက်ရဲ့ခံစားချက်ကိုအပြည့်အဝနားလည်ဖို့ဆိုတာဟာဘယ်သူမှမစွမ်းဆောင်နိုင်တဲ့ကိစ္စပါ။ဒါပေမဲ့အားသာချက်တစ်ခုရဖို့ရာအတွက်ကံမကောင်းအကြောင်းမလားမှုတစ်ခုကိုထပ်ခါတလဲလဲသုံးဆွဲနေသည်များကာလပတ်လုံးတော့လူတယောက်ဟာအဲ့ဒီကံမကောင်းအကြောင်းမလားမှုကိုအမြဲလိုအပ်နေမှာပါပဲ။ လူငယ်နဲ့ဒသနပညာရှင်ဟာအခုချိန်ထိဆွေးနွေးချက်ခေါင်းစဉ်အတော်များများကိုဆွေးနွေးသွားခဲ့ပြီးဖြစ်ပါတယ်။နိုင်ကြတယ်ဆိုတဲ့ခံစားချက်အငုံစိမ့်နဲ့ဘဝင်မြင့်မှုဆိုတဲ့အကြောင်းအရာတွေပါပဲ။စိတ်ပညာဆိုင်ရာဟောဟာရတွေရဲ့တကယ်အ내အဓိပ္ပာယ်ဟာလူငယ်နားလည်ထားတဲ့အ내အဓိပ္ပာယ်တွေနဲ့အတော်လေးကွဲပြားခြားနားနေပါတယ်။အခုချိန်ထိတော့သူဟာတခခုတော့မှားယွင်းနေသေးတယ်လို့ခံစားရနေတော့မှဖြစ်ပါတယ်။ဒါတွေကိုလက်ခံဖို့ရာကျွန်တော်အတွက်ဘာကြောင့်ခက်ခဲနေရတာလဲ။ ဆိုတော့ဒါဟာဏိဒန်းပြောတာလောက်ပဲရှိအောင်မဲ့ထင်ပါတယ်။ဒီဏိဒန်းပြောတဲ့အဆိုတွေဟာကျွန်တော်ကိုတန်နရတွေတိုးပွားစေတယ်။စတာမျိုးတွေသူ တွေးမိနေပါတယ်။လူငယ်ဟာစကားပြောဖို့ရာအတွက်သူ့ပါဇက်ကိုအေးဆေးစွာပဲဖွင့်လိုက်ပါတယ်။ဟုတ်ကဲ့ပါရှင်။စာအုပ်လေးကိုဒီမှာပဲခေတ္တခဏရန်နာလိုက်ပြစေနော်။နောက်ဆက်အားပေးကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ကျမ်းမာဖေကင်းကြပါစေ။